ဘုံကြီးပေါ့ကိုသဘုံကြီးပေါ့အဲ့လိုပြောပြစီအမျိုးသားကြီးတမားလာတောင်းမဟုတ်ဟိုစပီကာပုံစံမျိုးလားသူဘာလို့လဲသူ online ပေါ်နေသူပြောနေတာကိုကျွန်တော်တွေ့ပါတယ်အသူနဲ့ပတ်သက်တဲ့သတင်းတွေမျိုးစုံပြောကြတာရှိတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟင်းကိုအမှုထက်တိုင်းဖွင့်ထားပြီးတရားဝင်လိုင်စင်ရမီဒီယာတမားမဟုတ်သည့်အတွက်လွတ်ဖို့လမ်းမမြင်ဘူးလို့ကြော်မျိုးမင်းတုံးတက်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာအဲ့တော့ကျွန်တော်လည်းမပြောရအောင်လားဆိုပြီးရန်ရှာလိုက်ကုန်လည်းရှိတယ်ဆိုတော့အခုတော့ဒီနေ့တော့ကျွန်တော်ပြောလို့ရတယ်ဒီခုတော့ရှိလာပါပြီအဲ့ဒါဘာလဲဆိုတော့ဒီဒီဇော်ဘုံဟင်းပေါ့ကိုဇော်ဘုံဟင်းကိုတဲ့နော် ချက်ပဲတပြည့်ဥပဒေပုံမှ3ခါခွေးနဲ့3ခါခွေး15နဲ့ကျွန်မရှိရကမှုဖွင့်ထားပါတယ်တဲ့။နော်သူ့ကိုကနဦးဖွင့်တာပုံမှ9 9ကာကြီးပုံမှ66ကာကြီးနဲ့ဖွင့်ထားတာအဲ့ဒါကိုထပ်ထိုးဖြစ်နေအဲအချက်ပဲတပြည့်ဥပဒေပုံမှ3ခါခွေး15နဲ့ထပ်ထိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနကရေးတယ်။အဲသူရေးတော့မှကျွန်တော်လည်းဒါပြောနိုင်တော့ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်တို့ဒီသတင်းကိုပြောဖို့ဆန္ဒမရှိဘူး။ဖွင့်လိုက်ပါဒါဒါကအဲဒါကသတင်းဖြစ်နေတဲ့ပြောရမယ်အရေးကြီးတဲ့ issue တစ်ခုတော့မဟုတ်ဘူးသို့တော့သို့တော့ခုနသတင်းဖြစ်နေတဲ့ ပြည်ပြင်းမီဒီယာတွေကတော့ဝိုင်းကြည့်လာတဲ့ခါကျတော့ကျွန်တော်ဒါကိုထည့်ပြောရတာနော်တပုတ်ဆိုတော့ဒီကိုစောပွင့်ကိုလွန်ညွတ်တဲ့ပုံနဲ့ခေါ်ယူပြီးတော့စစ်စစ်မင်းမြတ်နေဆိုတဲ့အထီးဒီကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေကို highlight မလုပ်ဘူးဘာလို့ဆိုတော့ဒါတွေ highlight လုပ်မှာကိစ္စမဟုတ်ဘူးခေါ်ယူမင်းမြတ်စစ်စစ်တယ်ဆိုတာတွေအကုန်လုံးကအမှုဖွဲ့တာမဟုတ်တဲ့အတွက်ကျွန်တော်ပြောလို့မပြောဘူးဘာလို့ဆိုတော့ခေါ်ယူမင်းမြတ်ကိုဂျုံလွန်မဲကြည့်ခေါ်ယူမင်းမြတ်နေပြန်ပြီးတော့ ဟိုပြန်လှုပ်ပြလိုက်တယ်ဒါကျွန်တော်တို့ဘာမှမဖြစ်တော့ဘူးအားကြီးမဖြစ်ဘူးကိုကိုကိုသဘောင်းလေးတွေပဲခေါယူပြင်းပြနေဆိုတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမပြောပဲနေတယ်ပြီးတော့ခေါယူပြင်းမှုနဲ့နောက်မှာဘာတွေပါလာမလဲဆိုတော့ကျွန်တော်တို့မသိရတဲ့အတွက်ကျွန်တော်တို့ကဘာမှမထွက်လာသေးတဲ့ issue တန်ပြီးကျွန်တော်တို့စိတ်ထဲစိတ်ကူးတဲ့ပေါက်ရရှောက်တော့လို့မရတဲ့အတွက်ကျွန်တော်ပြောတာဘူးတော့သူ့နဲ့ပတ်သက်ပြီးအမှုဖွင့်ထားတယ်ဆိုတဲ့ကိစ္စက DVB ရေးတဲ့ခါကျမှကျွန်တော်တို့ကတော့ DVB ရဲ့ဟိုကိုကားပြီးတော့ကျွန်တော်ပြောချင်တာပါ DVB ရေးတာတော့သူ့ကိုပထမဖွင့်တာတော့ပုံမှန်၅၅ကကြီးပုံမှန်၆၆ကကကြီးပေါ့နော်နော်အဲအဲ့ဒါနဲ့ဖွင့်ထားတာပေါ့အခုတော့ထပ်ထိုးဖြစ်နေကျမတက်ပြေဦးလေးပုံမှန်၃ ခါခွေး15နဲ့ပါထပ်တိုးဖွင့်ပါတယ်ဆိုပြီးတော့ DVB ကရေးတယ်။အဲသူ့ကတော့တုံးလာတော့ DVB တုံးတဲ့သကလုံးကတော့စစ်တပ်ထောက်ခံသူပေါ့နော်စစ်တပ်ထောက်ခံသူဇော်ပေါင်းကြီးကိုတဲ့အချက်မဲ့တပ်ပြည်ဦးတွေနဲ့မဟုတ်ထပ်ဖွင့်ဆိုပြီးတော့တော်တော်ဒီလိုရေးပါတယ်။သူ့ကိုဖွင့်လာတော့ဒါ NUG ကထုတ်ထားတဲ့တရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်။နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့အားမျိုးကြားပါတယ်ဆိုပြီးပြောတယ်။သူ့ကတော့တရားမွင်တွင်းကုန်ပို့ကုန်တွေကိုတရားမွင်တွင်းနဲ့ကိုပို့တယ်ပေါ့ဒါကြောင့်မလို့ပြောတဲ့ဆိုမျိုးတွေခေါင်းစဉ်တက်တယ်။မျိုးစုံပါဗျာသူ့ကိုခေါင်းစဉ်တက်တော့မျိုးစုံတက်ထားတယ်ဒါတော့ဟိုကရေးတာပါ။အဲမျိုးစုံရေးကြတာပေါ့နော်။မျိုးစုံရေးကြပြီးတော့ သူနဲ့ပတ်သက်ပြီးတော့သူ့သူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သကကလုံးတွေဒီပြန်မျိုးလိုရေးကြတာတွေ့ရတယ်။ဆိုတော့နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တကုန်ရဲစခန်းမှာလည်းဒီဒိုမိုခိုင်ဆိုတဲ့မျိုးတွေကသူ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုးလေ၆ဆယောက်ကားနဲ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေလည်းရေးကြတာတွေ့ရတယ်။ပြောရရင်တော့သူနဲ့ပတ်သက်ပြီးရေးနေတာမျိုးလိုတွေ့တယ်။တွေ့ပါတယ်။ဆိုတော့အမှုတွေကတော့ဖွင့်ထားပြီးဆိုတဲ့အဓိပ္ပာယ်တော့တော့တက်ရောက်တယ်။ဆိုတော့ဒီအရာနဲ့ပတ်သက်လို့လည်းသက်ဆိုင်ရာနောက်တစ်ခါဘက်ကထုတ်ပြန်ထားခြင်းမရှိဘူး။တရားရုံးတွေဘာတွေငါတွေလည်းမင်းမျက်စုံစမ်းခြင်းမရဘူး။သက်ဆိုင်ရာဖွဲ့စည်းတွေလည်းမေးရမြန်ခက်တယ်။ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လေးလည်းဟိုတို့တွေနဲ့တိတ်ပြီးဆက်ဆံတိတ်မရှိဘူး။မရှိတော့ကျွန်တော်တိတ်ပြီးတော့ဟိုမမေးမမြန်မြန်မရှိဘူးပေါ့ဗျာ။အဲ့တော့မမေးမြန်ပြီးတော့ကျွန်တော်တိတ်ချာမသိဘူး။ တော့ခုဒီ video တော့ဒါလို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ကြားတဲ့ information တစ်ခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ခါတော်ကြီးတွေနဲ့ဝင်ဖူးမျိုးတွေ့ကိုကြိုးစားတယ်လို့ကြားတယ်ပြီးရင်ဆရာတော်တန်ခါတော်ကြီးတန်ခါတော်ကြီးတွေရဲ့အဆင့်နိုင်ငံတော်ကြီးကလေးစီကိုမြေတားခန့်ချတယ်တင်ပေးဖို့တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားတယ်ဒါတွေတော့ကြားနေရတဲ့ information တွေပါအတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူးဒါဆိုဒါတွေက information just information ဆိုတာမျိုးပဲမှတ်စေချင်ပါတယ်အဲ့လိုဆိုတော့ဒီလိုမျိုးတော့တင်တွေ့နေရတယ်အဲ့တော့ဟိုကိုဇော်ဘိုးကြီးကိုထောက်ခံကြသူတွေမထောက်ခံကြသူတွေတိုက်ကြသူတွေမကြသူတွေမျိုးစုံရှိကြပါလိမ့်မယ်ဒါတွေကတော့ကြိုက်ချင်းမကြိုက်ချင်းဟိုထောက်ခံချင်းမထောက်ခံချင်းကတော့ဒါတယောက်ချင်းစီရဲ့သဘောထားဆန်တဲ့စိုက်ပါတယ် ဒါပေမဲ့သူဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့အရေးယူနေတယ်ဖောက်ပြတာမရှိရင်သူပြန်လွတ်မယ်ဒါတော့အဖြေအခြေခံအဖြေပါပဲပြီးတော့ဟိုအမှုဖွင့်ထားတဲ့အဖွဲ့အစည်းကဘယ်ဖွဲ့စည်းလဲဆိုတာလည်းရှိသေးတာဟုတ်အမှုဖွင့်ထားတာကတက်မတော်ကိုယ်တိုင်အမှုဖွင့်ထားတာဆိုရင်တော့ပြဿနာရှိတယ်တခြားလူတွေကအမှုဖွင့်ထားဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်တော့တက်မတော်မှုဖွင့်နေဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်နောက်တစ်ခါဒါဟိုအမှုဖွင့်ခဲ့ပြီတရားရုံးကိုဆွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေထားကအနေအများလာပါတယ်ဆွဲချက်မတင်ခင်လေးမှာဒီအမှုပြက်ပြဲသွားအောင်လုပ်ဖို့ပဲလူပဲပေါ့ဆွဲချက်တင်ဖို့မတင်ဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ ီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဗိုလ်ချုပ်ကြီးမြောင်းလိုက်ကိုရိုင်းမယ်လင်းတရားစီရင်ရေးကိုမဆွတ်ဖက်ဘူးသူကြီးသူကအဲ့လိုနေနေလို့ဖြစ်တယ်ဆိုတော့အကဲရွတ်တာတရားရုံးမှာဆွတ်တင်လိုက်ပြီဆိုရင်တော့ဒါကုစောဘောကြီးနဲ့သူ့ရဲ့ဟိုဟာတွေကတော့ဒါဘာပြောဟိုအမှုရင်ဆိုင်တဲ့ဘောပေါ့တရားရုံးဆွတ်ချက်မတင်ရသေးဘူးဆိုရင်တော့အမှုတိဆောက်ဆဲကာလမှာနေပြက်ပြဲသွားတာတွေကိုဖြစ်နိုင်တယ်ပေါ့ကုချက်ကြီးတော့ဘာမှပြောလို့မရသေးဘူးပေါ့နော်ဆိုတော့ခါတိချင်တရားလေကုစောဘောကြီးကိစ္စကြီးကိုဒီဗီဒီယိုကတော့ရေးပြီးဖြစ်တဲ့အတွက်အဲ ရေးတဲ့ဟာအခြေခံပြီးတော့ပဲရာနှုန်းပြမဟုတ်ရင်တော့ရာခိုင်နှုန်းတစ်ခုဖြစ်နေဟိုမှတ်ချက်ယူပြီးတော့ကောက်ချက်ချပြီးတော့အစစအသားပို့လို့ပြီးလို့ယူစစအသားတုံးတက်တယ်လို့ပြီးယူဆပါတယ်ကျွန်တော်တို့ဒါကိုကောင်းကျိုးဆိုချင်တော့မပြောလို့ပါဘူး तू လည်း तू ဟာ तू तू အာတန်တဲ့ပုံစံနဲ့ तू ပြောချင်တာလေ तू ပြောချင်တာလေ तू စိတ်ပါတဲ့အတိုင်း तू तू ရဲ့အားကျိုးမှန်တဲ့အားအားကောင်းမောင်းတဲ့အာတန်မောင်းကောင်းတဲ့အားရပါ तू ပြောခဲ့တာလေးရှိတာပဲအခုဆိုရင်ပြည်ပြည်မီဒီယာတွေက तू ပြောခဲ့တဲ့ view final အချို့တွေယူသုံးပြီးတော့ကြောက်ချတာပေါ့နော်ပုံလေးပြောရင်တော့ဟိုပြည်ပြည်မီဒီယာတွေကကြောက်ချတာကြောက်ချတာအကြီးကြီးကြောက်ချတာထုတ်ချတာပေါ့နော်ထုတ်ချပြီးတော့ဒုက္ခကြီးကြီးကြီးပြေးကြတယ်ရှိရပါဘူးတခုရှိတာကကိုသဘောင်းပြောနေတဲ့များတွေဒီ तू က public speaker လို့သူ့ကိုယ်သူတို့ကသူပြောခဲ့တာအများကြီးရှိပါတယ်အဲ तू ကတကယ်လို့ media ဆိုရင်တော့ ကျွန်တော်မီဒီယာဆိုရင်တော့သူ journalism ပေါ့ဗျာ journalism တက်ဖြစ်တယ်မီဒီယာဆိုရင်တော့ပြီးတော့ media license ရှိတာဆိုရင်တော့ကျွန်တော်တို့ကဒီသတင်းမီဒီယာကောင်စီဘာလို့လည်းဖြစ်ရှင်းတာမျိုးတွေတက်ဆိုင်ရာဝန်ကြီးနာတွေကဝန်ကူတာမျိုးတွေအဲလိုမျိုးတက်ပြီးတော့တိုင်ပိုင်ကောင်ဆောင်တောင်းရှိသူတွေကဆက်ဆက်စဉ်းစားပြီးတာရှိနေတာပေါ့သူကခက်တာကသူက journalism journalism မဟုတ်ဘူးအဲ media သမားလည်းမဟုတ်ဘူးပြီးတော့ media license လည်းရှိထားတာမဟုတ်ဘူးအဲ့ခါကျတော့သူပြောတာတွေကလုံးကခုနရေးရွေယူလိုက်ရတဲ့အနေအထားမျိုးလေရောက်တဲ့စကားလုံးတွေရှိခဲ့တာဒါကြောင့်ဘာပဲပြောဒါကြောင့်သူ့ရဲ့ဒီသူ့ရဲ့ဟိုပြောဆိုမှုတွေတွေကတချို့စကားလုံးတွေကဥပဒေကြောင့်ကညှိဆုံးနိုင်တဲ့ကောက်ချက်ဆွဲစရာတွေတွေ့ရတဲ့အခါဒါဥပဒေကြောင့်ကောက်ဆက်ဆွဲပြီးမှုဖွင့်သွားတယ်လို့ ိုတွေ့ရမှာဖြစ်လာပါတော့ကျွန်တော်ပြောတဲ့ဒေါ်မူဘုကန်ထားမှုဖွင့်တာမျိုးတော့မရှိတာဆိုတော့ဒါတွေကစဉ်းစားကြရအောင်တဲ့ကိစ္စပါဒါကြောင့်နောင်နောင်များမှာကိုကရုပ်တံ Facebook ကနေ live ထွက်တာ TikTok ကနေ live ထွက်တာ YouTube ကနေ live ထွက်တာ Telegram ကနေပြောတာစသဖြင့်ဘီလိုဘီလိုပဲပြောဟိုတရားဝင် license ရထားသော media မဟုတ်ဘူးဆိုရင် media ရှုထောင်ကနေမြတ်တီပဲနဲ့ကိုယ့်ဟာကိုဟိုရှုထောင်ကနေပြောတာမျိုးကောင်းပါလေနောက်တစ်ခုကပြောပြီဆိုရင်လည်းဥပဒေကြောင့်ညှိစုံနေတာမျိုးတတိတိထားကြတာကောင်းပါလေဘာလို့ဆိုဟိုဖြစ်သွားမှနောက်ကလိုက်ရတယ်ဆိုတော့တော်တော်လေးပြန်မှတ်ပါတယ်မိသားစုတွေပြန်မှတ်နေသူကိုယ်တော့ကိုယ်သက်ဆိုင်ရာကာကွယ်ရှင်လေးစိတ်ပြန်မှတ်လာပါတယ်ဒါကြောင့်အားလုံးကဘာပြောကိုကတော့ပြောစရာရှိတာပြောချင်တာကိုပြောချလိုက်ပြီမြင်နောက်ဆက်တွဲကဥပဒေကြောင့်ဆိုတဲ့စကားလုံးတွေတွဲကပ်ပါလာတဲ့အတွက်တတိတိထားပြီးရှင်းတဲ့နေထိုင်ကြဖို့ပဲအားလုံးလိုက်တွန်းချင်ပါတယ်နောက်ပြောနောင်ချုံမျိုးနယ်အတွင်းစစ်တပ်ထိုးစစ်ကြောင်း ကီတူတထောင်ကျော်ကြောင်းမဲတို့စစ်ပေးဆောင်တအောင်မျိုးသားလို့မြောက်ရေးတက်မတော် TLA တိမ့်ပိုက်ထားသည့်နောင်ချိုမြို့နယ်တွင်စစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်လာ၍ဒေသခံတထောင်ကျော်ကြောင်းမဲမျိုးနယ်တို့တိမ့်ဆောင်နေရကြောင်း TLA ကယနေ့ထုတ်ပြန်သည့်နောင်ချိုမြို့ဘက်သို့စစ်တပ်ကထိုးစစ်ဆင်သည်ဖြင့်ဧပြီနှစ်16ရက်မှဇွန်လ8ရက်အတွင်းနောင်ချိုမြို့မှပြည်သူ1014ဦးသည်ကြောင်မဲမြို့ဘက်သို့ဆစ်ဆောင်နေသည်ဟု နွားကဖော်ပြသည့်စစ်ဆောင်များသည့်တီလင်ပရိတိစာတင်တိုက်အဝေးရာဘာသာကျောင်းနောင်ပင်ထက်ကကျောင်းထမ်းတပင်ကြီးရွာလုတ်ပါဟာကြီးရွာများသို့ရောက်ရှိခိုးလုံနေသည်ဟုသိရသည်အဆိုပါစစ်ဆောင်များသည့်နောင်ချုံမြို့နယ်ရှိရက်ကွက်နှင့်ကြီးရွာသုံးဆဲ့ကျော်မှပြည်သူများဖြစ်သည်ဟုအတိပေးသည့်ကျောင်းမဲသို့တင်းဆောင်လာသူများသည့်နောင်ချုံမြို့နယ်တောင်ရက်ကွက်ဘူတာရက်ကွက်ဈေးရက်ကွက်ဈေးကုန်းနောင်လင်တရက်ကုန်းကံကြီးရေဖြူလောက်ဖမ်းရောင်ပင်သား မဲပုတ်နောင်ချိုကြီးရေမောင်းတန်းညောင်နီ30တောင်ရှည်မြက်ချီနုတပြေနာရှိရွှေမူလောမန်မောအင်းဘူတောင်လာတောင်ခမ်းလက်ပံကုန်းလွယ်ခေါ်ပိန်နေကုန်းနောင်အောညံတော်လုံခန်းနတ်ဆောင်ဟုနှင့်ပါဟက်ကြီးရွာတို့မှပြည်သူများဖြစ်သည်ဟုအသိပေးထားသည်စစ်ကောင်စီတက်သည်ညီနောင်မဟာမိတ်၃ဖွဲ့ဤတဖက်သက်အပြစ်ခက်ရဆဲရေးကာလကိုအခွင့်ကောင်းယူပြီးစစ်အင်အားတိုးချဲလာခြင်းထိုးစစ်ဆင်လာခြင်းတိုက်ပွဲများဖော်ဆောင်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းဒရုန်းဖြင့်ပုံကျဲချခြင်း အစိမ့်ငွေဘုံများကျဲချခြင်းနှင့်လေကြောင်းဖြင့်ဘုံကျဲခြင်းစသည့်လုပ်ရက်များပြုလုပ်လျက်ရှိနေကြောင်း TFA ကထုတ်ပြန်သည်။နောင်ချိုတောင်ခမ်းဘက်ကတော့လက်ရှိအချိန်ထိတစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့လူထုတွေကတော့လုံခြုံရေးကိစ္စအထူးကိစ္စဖြစ်လို့ပါတယ်။စစ်ရေးအရတော့စိတ်ပူစရာမလိုဘူးပေါ့နော်။